မင်္ဂလာပါခင်ဗျာတနင်္လာသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒုဗတ်ဖွဲ့သားတွေကစီစဉ်တင်ဆက်ထားပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရွေးကောက်ပွဲနှစ်မှာ တနင်္လာတိုင်းကသုံးမျိုးနေပါဝင်ပြီးမဲဆန္ဒနဲ့အချို့မှာကြန့်ခိုင်ရေးကအလိုအလျောက်အနိုင်ရမယ့်သတင်းတနင်္လာတိုင်းနယ်လူဝင်ကြီးရွေးကောက်ပွဲဝင်ပြိုင်လို့ဖော်မှုကြီးတင်ဆောင်မြစ်ကိုနယ်လူဝင်ကြီးခန့်အပ်လိုက်တဲ့အကြောင်း လောင်လုံးမြို့မှာဆက်အနာရှင်တက်တာအင်အားတရာကျော်အင်အားဖြည့်ထားတဲ့အခြေအနေတင်းနှင်းသားမျိုးနဲ့ကိုရင်းဝါကိုဆက်အနာရှင်တကာတိုက်နေရင်ပူကျဲတဲ့တည်းတဝဲကျေးလက်ကတရားနဲ့နှစ်နှစ်မြောက်ဖျားလှည့်ပွေးခြင်းပါတဲ့အကြောင်း စားတဲ့တည်းအကြောင်းအရာတွေကိုပြောပြသွားမှာဖြစ်ပါတယ် စစ်ကော်မရှင်က2026ခုနှစ်ဇန်နဝါရီ17ရက်နေ့မှာကျင်းပမယ်ရွေးကောက်ပွဲအပိုင်းနှင့်မြို့နယ်တရားစီရင်ကိုအော်တိုဘလ20ရှင်းနေကကျင်းပမှာတနင်္သာရီတိုင်းကရေဖြူကျော်စုနှင့်တနင်္သာရီမြို့နယ်တို့ပါဝင်လာပါတယ်။အခုနှစ်ဒီဇင်ဘာလ20ရှင်းနေ့မှာကျင်းပမယ်ရွေးကောက်ပွဲပိုက်တက်မှာတော့ဒွေပေပုတ်ပြင်း ကိုတောင်လေးမျိုးနဲ့ပါဝင်တယ်လို့ဆေးဥစုရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။တင်းနင်းသာရီတိုင်းမှာဆယ်မျိုးနယ်ရှိတဲ့အထက်ကကြံမျိုးနယ်တွေဖြစ်တဲ့ဘလောသရဲ့ချောင်းလောင်မျိုးနယ်တို့မှာရွေးကောက်ပွဲကျင်းပဖို့အမတင်ညာတည်ပေမဲ့အဲ့ဒီမျိုးနယ်တွေမှာဝင်ရောက်ရွေးခံမဲ့ကိုယ်စလဲလောင်စင်ကိုတော့စစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အခုထပ်ကြည့်ကြရတဲ့ရွေးကောက်ပွဲအပိုင်းနှစ်မှာပါတဲ့ရေဖြူမျိုးနဲ့တိုက်လော်တော်မဲများဆိုးရသူအနိုင်ယူစနေနဲ့ပြည်သူလော်တော်နေရာတွေမှာကြံ့ခိုင်ရေးပါတီတခုတည်းပဲရှင်ပြိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီမဲဆန္ဒနယ်တွေမှာကြံ့ခိုင်ရေးပါတီကရွေးကောက်ပွဲမကျင်ပါခင်ကတည်းကအနိုင်ရသွားပြီဖြစ်ပါတယ်။တင်းနှသာဒီတိုင်းမှာတိုက်ပွဲတွေနဲ့ပြည်ပခါတွေပြင်းထန်နေပေမဲ့လေစစ်ကော်မရှင်က တန်ရွေမြို့နယ်အားလုံးမှာရွေးကောက်ပွဲကျင်းပမယ်လို့ဆိုထားပါတယ်။ဒါပြင်အခုရွေးကောက်ပွဲကျင်းပမယ်ဆိုရဲတင်းနှိုင်းမြို့နယ်မှာဆရာနာရှင်တကအော်တိုဘာလာအတွင်းလေကြောင်းတက်ခတ်မှုဆက်တိုက်လုပ်နေတယ်လို့ရေပြူနဲ့ကျောစုမြို့နယ်မှာလည်းတိုက်ပွဲတွေမကြာခဏဖြစ်နေပါတယ်။ စစ်ကော်မရှင်ကကျင်းပမယ့်ရွေးကောက်ပွဲမှာတနင်္လာနေ့တိုက်စစ်ကော်မရှင်အဖွဲ့နေလူဝင်ကြီးပုံမူကြီးမင်းမင်းလာခါချက်ခံရေးပါတီကိုယ်စားလှယ်လောက်အဖြစ်ဝင်ပိုင်မှာဖြစ်လို့နေလူဝင်ကြီးဖေပုံမူကြီးတင်းစုံမင်းကို ပြောင်းလဲခန့်အပ်လိုက်ပါတယ်။နေလူဝင်ကြီးပုံမူကြီးမင်းမင်းလာဟာအရက်ဖေပြောင်းပြီးတနင်္လာနေ့တိုက်လွတ်တော် အချိုးချစနစ်မှာကြံ့ခိုင်ပါတီကနေဝင်ရောက်ယူခံမယ်လို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွေထုတ်ပြန်ချက်အရသိရပါတယ်စစ်ကော်မရှင်ကကျင်းပမယ့်ရွေးကောက်ပွဲမှာစစ်အနာရှင်တိုင်းလက်ဝေခံပါတီဖြစ်တဲ့ကြံ့ခိုင်ပါတီကရပ်ဖဲ့ပြောင်းစစ်ကောင်းဆောင်တွေအနိုင်ရပြီးအစိုးရဖွဲ့နိုင်ရေးအတွဲအကွက်ချစီစဉ်နေရကိုလေတွေ့ရပါတယ်ရပ်ဖဲ့ပေါ်လိုက်တဲ့နေလူဝင်ကြီးပုံမှုကြီးမိမိလိုက်နေရမှာ ဘုံမူကြီးသိဆောင်မီကို အစာထုတ်ခန်းတဲ့အကြောင်းအော်တိုဝါလာ29ရဲ့ညပိုင်းမှာစစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။ဘုံမူကြီးသိဆောင်မီဟာဆက်နာရှိတိုင်ရဲ့ဒဝဲချေဆိုင်မှရှိစစ်စင်ရေးကော်ကဲမှုဌာနချုပ်စခကရှိဒုတိယစစ်စင်ရေးကော်ကဲမှုအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ဆေအိုစုဟာအနာသိန်းတာငါးနှစ်တွင်တင်းနှိုင်းတိုင်းမှာနေလူဝင်ကြီး နေရာကိုငါးချီအပြောင်းလဲလုပ်ခဲ့ပြီး နေလဝင်ကြီးတာဝန်ယူဖို့သူအချို့ဖန်ဆင်းအရေးယူခံရတာလေးရှိနေပါတယ်မြန်မာစိုးစုကျင်းပမယ့်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံ၏အကြတင်းနဲ့ပြည်ပခါတွေကိုပြည်လဲစင်မှမဟုတ်သလိုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့လေပြည်တွင်းနဲ့နိုင်ငံတကာတိုင်ဝမ်ကဝေဖန်ထောက်ပြနေကြပါတယ်ကုလသမဂ္ဂတွေ့တွေ့တင်းမှုချုပ်ကလေး မြန်မာစေဥစုကျင်းပမယ့်ရွှေကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။တော်လိုင်းတက်တွေမကြာခဏဝင်ရောက်တက်ခိုင်းလေးရှိတယ်။လောင်လုံးမျိုးပေါ်မှာစစ်အနာရှင်တပ်သားအင်အားတရာကျော်ဖြစ်တင်ထားတယ်လို့မျိုးခန့်တွေစီကသိရပါတယ်။စစ်အနာရှင်တပ်ဖွဲ့အဖွဲ့တွေဟာအော်တိုဝါလာဒုတိယပါမရေဖြူမျိုးနဲ့ကမ်ဘောဒေတာ မောနဝဒီလီရန်စခန်းကနေစက်တံဘောနဲ့ထွက်ခွာလာပြီးရေဖြူနဲ့လောင်လုံးမျိုးနဲ့ထဲကကြီးရွာချိုကိုတီဝဝင်တီဝထွက်အစဲချောင်းထိုးလာပါတယ်။အော်တိုဘန်လာစကူရင်မာတို့လောင်လုံးမျိုးနဲ့ကြောက်စင်ကြီးရွာရဲ့အနောက်ဖက်ပင်လယ်မှာစင်းတင်ဘောရပ်ပြီးအင်အားတရာကျော်ပါတဲ့အဲဒီစဲချောင်းဟာကူးပေါ်တက်လာခဲ့ပါတယ်။ပင်လယ်ပြင်မှာရှိတဲ့စင်းတင်ပေါ်ကလက်နေကြီးပစ်ကူတွေနဲ့ကိုလာတိုက်စစ်ကြောင်းထိုးလာရာအော်တိုဘန်25ရင်းနေမှာ လောင်လုံးမြို့၏အနောက်ဘက်မှရှိတဲ့ဆန်လန်ရွာကိုရှောက်လာပြီး တိရိအန်နဝါဖိုးကြီးကမှယာယီတက်ဆွဲခဲ့တယ်လို့ဆိုပါတယ်။အော်တိုဝါလာ26ရင်းနေမှာတော့ဆန်လန်ရွာကနေလောင်လုံးမြို့ပေါ်ဆက်လက်ထွက်ခွာလာပြီး မြို့ပေါ်ကဆန်နာရှင်တတရိနေပေါင်ကမြို့ပေါ်မှာတက်ဆွဲထားတယ်လို့ဆိုပါတယ်။ဆန်နာရှင်တာလောင်လုံးမြို့ပေါ်ကိုရောက်ရှိချေအော်တိုဝါလာ26ရက်ကစပြီးမြို့ခံတွေကိုဝင်ရောက်က အီထောင်စုနဲ့တို့ရေးစစ်စေးတာလန်သွာလန်လာပြည်သူတွေကို စစ်စေးတာတွေလေးစက်တိုက်လို့ဆောင်နေတယ်လို့မြို့ကန်တွေကပြောပါတယ်။အော်တူဘာ30ရက်ဒီနေ့မနေ့စောစောမှာတော့တောင်အောင်မြို့နေတပြားကြီးွာကြကိုဆက်လာရှင်တကာစစ်ကြောင်းတို့ရောက်ရှိလာတယ်လို့ဆိုပါတယ်။အခုလေရှိလောင်းမျိုးပေါ်မှာဆက်နာရှင်တတအင်အား200ကျော်ရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ ရေမြူးမြူးနဲ့တဝဲသူစီဝါရေးဆိုထဲကယင်းနဲ့စေကန်းယာယီစခင်နဲ့နဘူးလေဒေတာမှလည်းအတူဝလာပထမပတ်ကစားပြီးစိတ်အားတော့ရလောက်အင်အားဖြည့်ကတဝဲသူစီဝါရေးဆိုစီမံကြီးဒေတာမှတရားဝင်တရားထွေးစစ်ကြောင်းထုံးနေတဲ့တို့ဒေတာခံတွေစီကတည်ရပါတယ်တနင်္လာမျိုးနဲ့တကူကြွားအောင်ဆို ကိုရင်ရွာကိုဆန္ဒရှင်တပ်ကတိုက်ပွဲမဖြစ်ပေလေကြောင်းကပိုချဲတက်ခိုက်ခဲ့လို့ဒေသခံတွေနဲ့တော်လိုင်းတပ်တွေစီကတည်ရပါတယ်။အော်တိုဘလ29ရက်မနေ့ကိုနိုင်လောက်မှာကိုရင်ရွာဖိုးကြီးချအနီးတဝိုက်ကိုဆန္ဒရှင်တပ်က ပိုချဲတက်ခိုက်ခဲ့တာပါ။ဆန္ဒရှင်တပ်ကချက်တိုင်းလေးနဲ့ရွာနီးတဝိုက်ကိုချုပ်ကြီးပတ်ပြီးပိုဒလိုချေချခဲ့တယ်လို့စစ်သည်နဲ့လည်းပိတ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ကိုရောင်ဝချင်းမှာတိုက်ပွဲမဖြစ်တာနှစ်နှစ်လောက်ရှိပြီလို့ဒေတာခန်တွေကပြောပါတယ်။စစ်အာဏာရှင်တပ်ကအော်တိုဘားလာ29ရက်နေ့မှာလေလိမ့်မှန်ရွာကိုလေကြောင်းပို့ကျဲတက်ခိုက်လို့အမျိုးသားတွေသေဆုံးခဲ့ပါတယ်။ဒွေမျိုးနေရှမ်းမာတွင်အုပ်စုပလေရှောင်ရွာမှာအော်တိုဘားလာ29ရက်ညနေပိုင်းက102နှစ်မြောက်ဖျားလေပွဲကိုကျင်းပခဲ့ကြပါတယ်။ဖြောပြီးစီစဉ်တွေမပါဘဲ ရွာတယ်လက်လေပူဇော်ခံပြီးတဲ့နောက်အပူဇော်ခံဆန်းချမှာပြီးဝရော့အတင်တွေကပဋ္ဌာန်းရော့ဖပူဇော်ခဲ့ကြတာပါကုဗိမတိုင်ခင်ကဖရာလေပွေကိုကြေးဝအပြင်ပြည်တော်စုကာလာမဘော့အထိဖြောပြီးအစီစဉ်တွေနဲ့စီကွားစွာလှလေခဲ့ပူတွေလိုရွာသားတွေစီကအတည်ရပါတယ်ပရိရှောင်းဖရာပွေဟာဒဝဲနှစ်ချိတ်ရှိစုဖရာပွေပြီးဒဝဲခရိုင်အတွင်းတက်တန်ရှိစုလေးဖြစ်ပါတယ် ခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။မြန်မာနိုင်ငံသားများကပ်ဘေးပေါင်ကနေမြန်ဆိုလုံမြောက်နိုင်ပါစေလို့ဒေါ်ဟတ်ဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။